မင်္ဂလာမနက်ခင်းပါရှင်။ဇွန်လ22ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်မိထားရထုံးနဲ့တင်ဆက်ပေးပါရောင်းမယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့တဝဲခရိုင်အတွင်းသွေးလွတ်တိုးကွင်းယောဂကြောင့်တည်ဆုံးသူကလေး9ဦးအထိရှိလာတဲ့ဆိုတဲ့သတင်း။ရွှေအယောင်းဝယ်ရီနဲ့ပတ်သက်ပြီးလေပတ်ကားတွေထက်ဆိုင်းနေမှာသာပြုတ်လောက်ကြဖို့ရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌတိုက်တွန်းခဲ့တဲ့သတင်း။နေဆက်ဒေတာအငင်းပွားမှုမှာနိုင်ငံရဲ့အကျိုးစီးပွားကိုထောက်ခံဖို့ထိုင်းစစ်တပ်ရဲ့တမှုကဝင်ကြီးချုပ်ကိုပြောကြားခဲ့တဲ့သတင်း။ မက္ကဆီကိုကမ်းရိုးတန်းကိုဝင်ရောက်ခဲ့တဲ့ Erit Hurricane မုန်တိုင်းကြောင့်အနည်းဆုံး2ဦးသေဆုံးခဲ့ပြီးမြို့ရွာတွေထိခိုက်ပျက်စီးခဲ့တဲ့တဲ့တွင်ဂိုဒမန်ကာစီယာကိုခေါ်ယူနိုင်ပြီးတဲ့နောက်စိန့်လုရှားစီယာခေါ်ယူမှုထပ်မံပြုလုပ်အောင်မယ်လို့ဘာစီလိုနာအသင်းဥက္ကဋ္ဌလာပေါ်တာအသိပေးခဲ့တဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့တဲ့ပုံလေးနဲ့တဝဲခရိုင်အတွင်းသွင်းလွန်တုပ်ကွင်းယောဂါကြောင့်ကလေးခုနှစ်ဝက်ထိသေဆုံးခဲ့တယ်ဆိုတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းဒေသကြီးတဝဲခရိုင်အတွင်း ပြီးခဲ့တဲ့မေလ9ရက်နေ့ကနေဇွန်18ရက်နေ့အထိသွေးလွှတ်တော်ခွင့်ရောဂါကြောင့်သေဆုံးသူကလေး9ဦးအထိရှိလာပြီဖြစ်တယ်လို့ဒေတာရင်းသတင်းအရင်းအမြစ်တွေရဲ့သတင်းဖော်ပြချက်တွေအရသိရပါတယ်။မိုးဦးကြကာလဖြစ်တဲ့မေလဇန်ပိုင်းကစတင်ကတဝဲခရိုင်အတွင်းသွေးလွှတ်တော်ခွင့်ကူးစက်ရောဂါပုံမဖြစ်ပွားခဲ့ပြီးမေလအတွင်းမှာပဲသွေးလွှတ်တော်ခွင့်ကူးစက်ရောဂါကြောင့်သေဆုံးသူကလေး3ဦးရှိခဲ့ကြောင်းတိုင်းကျမ်းမာရေးဦးစီးဌာနနဲ့နှိစက်သူတို့ရဲ့ပြောကြားချက်တွေအရသိရပါတယ်။ ၎င်းကဆက်လက်ပြီးပြီးခဲ့တဲ့ဇွန်18ရက်နေ့ကအသက်၈နှစ်အရွယ်ကလေးတအူထမှန်သေဆုံးခဲ့လို့အခုဇွန်လအတွင်းမှာသေဆုံးသူကလေး၄ဦးအထိရှိခဲ့ပါတယ်။စုစုပေါင်းဆိုရင်အလုံး9ဦးအထိသေဆုံးခဲ့ပြီဖြစ်တယ်လို့သိရပါတယ်လို့ပြောပါတယ်။သွေးလွတ်တုပ်ကွေးယောဂကြောင့်သေဆုံးခဲ့ကြသူတွေမှာအသက်9နှစ်ကနေ10နှစ်ကြားကလေးငယ်တွေဖြစ်တယ်လို့သိရကြောင်းနဲ့ဆေးရုံကိုအချိန်မီရောက်မလာတဲ့အတွက်အသက်ဆုံးရှုံးခဲ့ကြရတယ်လို့ယူဆရကြောင်းကလေးငယ်တွေဖြားနာပါက နီးစပ်ရာဆေးရုံတွေကိုအချိန်မီပို့ဆောင်ပြီးဈေးကူတမှုခံယူပေးကြဖို့တိုက်တွန်းကြောင်းလည်း၎င်းကဆိုပါတယ်။တဝဲခရိုင်အတွင်းသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများပြားနေတဲ့အတွက်လည်းခရိုင်နဲ့မြို့နယ်ကျန်းမာရေးဦးစီးဌာနကပညာပေးလုပ်ငန်းတွေလှုပ်ဆောင်တာနဲ့ပရာဟိတလူမှုကူညီကေဆင်းရေးအဖွဲ့တွေကချင်းစည်းဖြန့်တာစားတဲ့သွေးလွန်တုပ်ကွေးကူးစက်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ပေးလျက်ရှိတယ်လို့သိရပါတယ်။ဆက်လက်ပြီး ရွှေအယောင်ဝရီနဲ့ပတ်သက်ပြီးလေးပတ်ကားတွေထက်စိုင်းနေမာသာပြုလုပ်ကြဖို့ရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌတိုက်တွန်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေအယောင်ဝရီနဲ့ပတ်သက်ပြီးလေပတ်ကားတွေထက်စိုင်းတွေမှသာပြုတ်လုပ်ကြဖို့ရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါရယ် ရွှေရောင်းဝယ်ကိုဆိုင်တွေမှာပဲလောက်ကြတာပိုကောင်းပါတယ်။လေဘက်ကားတွေနဲ့ရောင်းဝယ်လောက်တာကိုရွှေလောကအတွက်မကောင်းဘူးလို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါရယ်ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းရုံးမှပြုတ်လုတဲ့ရွှေစင်းနှုံးရွှေစည်းကွက်တည်ငြိမ်စီရေးနဲ့မေလလာဘက်ငွေစင်းရှင်လင်းအတည်ပြုခြင်းအစည်းအဝေးမှာရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကအခုလိုပြောကြားခဲ့တာဖြစ်ပြီးလေပတ်ကားတွေကြောင့်ရွှေလောကနာမည်ပြတ်နေတာဖြစ်တယ်လို့၎င်းကဆက်လက်ပြောပါရယ် အဓိကကတော့ဒီလေဘက်ကားကြောင့်ရှေလောကကနာမည်ပြက်နေတာပါလို့၎င်းကပြောပါတယ်။ဒါပြင် လေဘက်ကားရောင်းဝယ်တာကြောင့်တော်တော်များများခေါ်ယူစစ်ဆေးနေတာတွေရှိပါတယ်။ရှေဆိုင်တော်တော်များများကတော့ပေါချာနဲ့သွားတယ်၊တစိမ့်တွေနဲ့သွားကြတော့ပြဿနာမရှိပါဘူး။လေဘက်ကားတွေကြတော့သူ့ဝိုင်းနဲ့သူသွားတဲ့အတွက်သူ့ဝိုင်းနဲ့မှပဲမရောနိုင်ဘူး။အဲ့တော့ရရမဲ့သူကများတဲ့အခါကျတော့တိုင်တာတွေရှိတယ်။တိုင်တဲ့အခါမှာခေါ်ယူစစ်ဆေးအေးအေးယူတာတွေရှိပါတယ်။ အခုတတိယအကြိမ်မှာလဲခေါ်ယူစစ်ဆေးနေရတဲ့ရှိပါတယ်။လက်ရှိလဲခေါ်ယူစစ်ဆေးတာရှိပါတယ်။ကျန်တဲ့သူတွေစီးရင်ထဲမှာရှိတဲ့သူတွေကိုလည်းစောင့်ကြည့်နေတာတွေရှိပါတယ်။တရားရုံးရောက်ရင်တပ်တည်အထောက်ထားခိုင်လုံတဲ့အထောက်ထားရအောင်စောင့်ကြည့်နေတာတွေရှိပါတယ်လို့ဦးမျိုးမြင့်ကဆက်လက်ပြောပါတယ်။နေဆက်ဒေတာအငင်းပွားမှုမှာနိုင်ငံရဲ့အကျိုးစီးပွားကို ထောက်ခံဖို့ထိုင်းစစ်တပ်ရဲ့တမူကဝင်ကြီးချုပ်ကိုပြောကြားခဲ့တဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားကြားနယ်စပ်ဒေသအငင်းပွားမှုကိုကင်တွယ်ဖြေရှင်းရမှာနိုင်ငံရဲ့အကျိုးစီးပွားကိုထောက်ခံဖို့ထိုင်းစစ်တပ်ရဲ့အမှတ်နှစ်ကြီးတက်နေမြေတက်မှုဒုတိယဗိုလ်ချုပ်ကြီးဖွန်စင်ဘက်ကလန်ကဝင်ကြီးချုပ်ပေထွန်တန်ရှင်နာဝက်ကိုအကြံပြုခဲ့တယ်လို့ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပါတယ်ပြထုံထန်အနေနဲ့ထိုင်းနိုင်ငံအပေါ်နိုင်ငံတကာရဲ့ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့နဲ့အတွင်းအကြုံရှိတဲ့အကြံပေးအဖွဲ့ဖွဲ့စည်းဖို့၎င်းကတိုက်တွန်းခဲ့တယ်လို့ပုံစံကပြောပါရယ် ကြေတနာတွေကိုဖြည့်ရှင်းတဲ့နေရာမှာသတင်းရှိရှိနဲ့ခိုင်မာပြတ်သားမှုကိုပြသဖို့ဝင်ကြီးချုပ်ကိုတိုက်တွန်းချင်ပါတယ်လို့၎င်းက The Standard သတင်းဌာနနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။နိုင်ငံအတွက်အကျိုးရှိစေမယ့်မူဝါဒကိုကျင့်သုံးနေသည့်ကာလပတ်လုံးအထက်လူကြီးတွေရဲ့မူဝါဒအားလုံးကိုလိုက်နာဖို့အသင်းရှိကြောင်းလည်းဒုတိယဗိုလ်ချုပ်ကြီးပွန်စင်ကပြောပါတယ်။ဖွန်စင်ဟာကမ္ဘောဒီးယားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းနယ်စပ်ဒေသအလုံးနီးပါးအတွက်တာဝန်ယူထားရတဲ့စစ်ကောင်းဆောင်တအုပ်ဖြစ်ပါတယ်။ပေထုံထန်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ဖုန်းဆက်တွေပြောဆိုတဲ့အတန်ဖိုင်ပေါက်ကြားလာခဲ့ပြီးတဲ့နောက်ထိုင်းပြည်သူတွေကဒေါသထွက်ခဲ့ကြပြီးဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။18မိနစ်ကြာမြင့်ခဲ့တဲ့ဒီအတန်ဖိုင်အတွင်းပေထုံတန်ဟာဒုတိယဗိုလ်ချုပ်ကြီးပွန်စင်ကိုအတိုက်ခံတူအဖြစ်ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပါတယ်။အဲကိစ္စနဲ့ပတ်သက်ပြီးဝန်ကြီးချုပ်ကကျွန်တော်ကိုချက်ချင်းဖုန်းဆက်ပြီးတောင်းပန်ခဲ့ပါတယ်လို့ပွန်စင်က The Standard နဲ့ပြုလုပ်တဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။ ဒါပြင်စစ်ဘက်တမိုးတွေကာကွယ်ဝင်ကြီးတွေနဲ့ဝင်ကြီးချုပ်အပေါင်းဝင်အထက်လူကြီးတွေအပေါ်သက်ဆာစောင့်သိမယ်လို့လည်းဘွန်စင်ကထပ်မံအတည်ပြုခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေကိုရှင်းရှင်းလင်းလင်းဖြစ်စေဖို့ဝင်ကြီးချုပ်ကိုတိုက်တွန်းပါတယ်။ကျွန်တော်ကိုစိုးရိမ်စရာမလိုပါဘူးလို့ဘွန်စင်ကပြောပါတယ်။ပေထုံထန်ဟာဟွန်ဆန်နဲ့ဖုန်းပြောခဲ့တဲ့အတန်ဖိုင်ပေါက်ခဲ့ပြီးတဲ့နောက်ဒေါသထွက်နေတဲ့လူတို့ကိုဇွန်၁၉ရက်ကတောင်းပန်ခဲ့ပါတယ်။ဆက်လက်ပြီး မက္ဆီကိုကိန်းရိုးရန်းကိုဝင်ရောက်ခဲ့တဲ့အဲရီထာရီကိန်းမှုန်တိုင်းကြောင့်အနည်းဆုံး2ဦးသေဆုံးခဲ့ပြီးမြို့ရွာတွေထိခိုက်ပျက်စီးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက္ဆီကိုတောင်ပိုင်းကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့အဲရီထာရီကိန်းကြောင့်အနည်းဆုံးလူ2ဦးသေဆုံးခဲ့ပြီးကိန်းရိုးရန်းမြို့ရွာတွေမှာဆူဆူရွာရွာပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့အာဏာပိုင်တွေကပြောပါရယ်။ဟာရီကိန်းမုန်တိုင်းဟာစွန်း၁၉ရက်ညပိုင်းမှာအာနဲ့သွားခဲ့ပြီးလေပြင်းနဲ့ရေဝန်အဖြစ်တည်ရှိနေတယ်လို့ဆိုပါရယ်။ တောင်ပိုင်းအောက်ဇာကားပြင်းထဲမှာအမိုက်တရက်တွေကိုဖေရှားရမှာကိုညီပေးနေတဲ့အမျိုးသားတအိုးဓာတ်လိုက်အသေးဆုံးသွားခဲ့တယ်လို့သိရပါတယ်။အဲရစ်မုံတိုင်းကုန်းတွင်းကိုဝင်ရောက်ခဲ့တဲ့အောက်ဇာကားပြင်းထဲမှာရှိတဲ့ချောင်းတစ်ခုအနီးမှာပိုအားပြင်းတဲ့ဓာတ်ကြိုးတွေပြန့်ကျခဲ့ပြီးတဲ့နောက်အဆိုပါအမျိုးသားဓာတ်လိုက်အသေးဆုံးခဲ့ရတာဖြစ်တယ်လို့ပြင်းတဲ့အစိုးရအဖွဲ့ကပြောပါတယ်။အောက်ဇာကားရဲ့အနီးနားပြင်းတဲ့ Quarrero ကဆမ်မတ်စကိုမြို့မှာရေတက်လာတဲ့ချောင်းကိုတားမိနှုတ်ဖြတ်ကိုရမှာကလေးရေထဲမျောပါပြီးသေဆုံးသွားခဲ့တယ်လို့ မြို့ပြကာကွယ်ရေးအာဏာပိုင်အဖွဲ့ကပြောကြားခဲ့ပါတယ်။ Erit Hurricane ဟာအကာပူကိုစိတ်ကန်းကနေ95မိုင်အကွာမှာတည်ရှိနေပြီးညပိုင်းမှာအပူပိုင်းမုန်တိုင်းအဖြစ်အပြော့သွားခဲ့တယ်လို့ American မြို့သား Hurricane Center ကထုတ်ပြန်ခဲ့ပါတယ်။မုန်တိုင်းဟာဇွန်လ19ရက်ကမက္ကဆီကိုတောင်ပိုင်းကို ဖြတ်ကျော်ရမှာတတမတ်တဲလေတိုင်နှုန်းတနအီ90ကီလိုမီတာရှိတယ်လို့ဆိုပါတယ်။ အလွန်ပြင်းထန်ပါတယ်တော်တော်လေးအယုတ်ဆိုးပါတယ်တမျိုးလုံးအောင်အိုးမဲ့အိမ်မဲ့ဖြစ်ကုန်ပါတယ်အဝင်စားတွေလည်းမရှိကြတော့ပါဘူးကျမတို့ကိုအကူအညီပေးမဲ့သူတွေလည်းမရှိပါဘူးလို့အသက်45နှစ်အရွယ်ရှိတဲ့အင်ရှင်မတဦးကပြောပါတယ်ကမာလေးခေးသွားတွေလာရောက်ရာပွာတိုအကွန်တီတိုမြို့မှာမြို့ကန်တွေနဲ့ရေးပေါ်ကဲစေးတမားတွေဟာ မုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့တဲ့အပြည့်အစည်တွေကိုရှင်းလင်းတာရေရှမ်းနေတဲ့လမ်းတွေပေါ်ကနေရေတွေကျသွားအောင်လုပ်တာတွေကိုဆောင်ရွက်နေကြပါဗျ။အဲ့ဒီမြို့မှာမုန်တိုင်းကြောင့်သစ်ပင်တွေလဲခဲ့ပြီးလမ်းအမှတ်အသားပြဆိုင်းဘုတ်တွေနဲ့လှေတွေဟာကမ်းခြေပေါ်ကသဲတွေအောက်ကိုမြုပ်သွားခဲ့ပါဗျ။အဲ့ဒီမြို့မှာနေထိုင်သူ3000ခန့်နေကအများစုဟာလျှင်စစ်တမ်းအမရသလိုမိုဘိုင်းဖုန်းဆက်သွယ်မှုတွေလည်းပြတ်တောက်နေပါဗျ။သမရကလော်ဒီယာရှိန်ဘွန်က ဇွန်လ19ရက်မနက်ပိုင်းမှာပြောကြားတဲ့မေကောမှာမက္ဆီကိုတောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့အောက်ဇာကာကွာရဲရိုချီယာပက်စတိုမှာမိုးများမယ်လို့ခန့်မှန်းထားကြောင်းပြောကြားခဲ့ပြီးဘာရာခရစ်နဲ့ပြူပလာတို့မှာလည်းမိုးကြီးမယ်လို့ခန့်မှန်းကြောင်းပြောခဲ့ပါတယ်။မက္ဆီကိုနိုင်ငံဟာထုံးစံအဖြစ်မေနဲ့နိုဝင်ဘာအကြားမှာပစိဖိတ်ကန်ယူရန်နဲ့ကာရေဘီယံကန်ယူရန်တွေမှာနှစ်စဉ်မုန်တိုင်းကြီးတွေဝင်ရောက်လေ့ရှိတာဖြစ်ပါတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့ ဂေါသမကာစီယာကိုခေါ်ယူနိုင်ပြီးတဲ့နောက်စိတ်လုံရှားစရာခေါ်ယူမှုထပ်မံပြုလုပ်အောင်မယ်လို့ဘာစီလိုနာအသင်းဥက္ကဋ္ဌလာပေါ်တာပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါဘာစီလိုနာအသင်းဥက္ကဋ္ဌ UN လာပေါ်တာကအခုနေရာဒီအတွက်ပထမဆုံးခေါ်ယူမှုအဖြစ်ဂိုသမား UN ကာစီယာကိုခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက်စိတ်လုံရှားစရာခေါ်ယူမှုထပ်မံပြုလုပ်အောင်မယ်လို့အသိပေးပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာအခုနေရသည့်အပြောင်းရွှေ့ကာလအတွက်ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ်ကက်တလန်တာဘီပြန်ပတ်အက်စပန်ညိုအသင်းကိုသမားကာစီယာကိုစာချုပ်ရော်ကြေးယူရို25သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ကာစီယာကိုခေါ်ယူနိုင်ပြီးတဲ့နောက်ဥက္ကဋ္ဌဖြစ်သူလာပေါ်တာကစိတ်လုံရှားစရာခေါ်ယူမှုထပ်မံပြုလုပ်မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ကစားသမားတအူခေါ်ယူလိုက်ပါပြီ။တကယ်စိတ်လုံရှားစရာကောင်းတဲ့နောက်ထပ်ခုံယူမှုလုပ်နိုင်ဖို့ကျွန်တော်တို့လုပ်နေပါတယ်လို့လာပေါ်တာကအသင်းအဖွဲ့ဝင်တွေနဲ့တွေ့ဆုံမှုမှာပြောကြားခဲ့တာပါ ဘာစီလိုနာအသင်းအကစားဒါရိုက်တာဒေကိုကလည်းတောင်ပံကစားသမားတဦးခေါ်ယူလို့ကြောင်းပြီးခဲ့တဲ့မေလအတွင်းပြောကြားထားပါတယ်။ဘာစီလိုနာရဲ့ပြင်းမဲ့ကစားသမားဆင်းရဲမှာဘီဘာအိုအသင်းကနီကိုဝီလီယမ်စ်၊လေဗာပူအသင်းကလူဝစ်ဒီယက်စ်၊မန်ယူအသင်းကရက်ရှ်ဖို့နဲ့ PSV အသင်းကဝိုင်းရင်ကစားသမားပါရီစစ်တို့ပါဝင်ကြောင်းခန့်မှန်းသတင်းတွေထွက်ပေါ်နေပါတယ်။စောနှစ်ဆနှစ်ရက်နေ့မနက်ခင်းသတင်းတွေကိုတိုင်းရထွန်းလေးတင်ဆက်ပေးသွားခဲ့တာပါ။ ညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတို့ပဲတင်ရှင်းပါရရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေ။